ြန်မာနဲ့ဂျပန်ပထမဆုံးအကြိမ်ပူးပေါင်းပြုလုပ်မယ်မြန်မာ National Symphony Orchestra Concept 2016ကိုဇန်နဝါရီလအတွင်းကျင်းပသွားမှာဖြစ်ပါတယ်မန္တလေးရှိတဲ့ဆိုင်ဖိုလီအော်ကက်စတရာကစက်ကမစစ်တီရဲ့ဇန်နဝါရီလ20ရက်နေ့မှာပြုလုပ်မယ်ဖက်ဆိုတူကအတွက်လင်းလာဆုံးပွဲအခမ်းအနားကိုလည်းပဲဖြစ်ပါတယ်ဒီအခမ်းအနားကိုတော့ဇန်နဝါရီလ20ရက်နေ့မှာပြုလုပ်တာဖြစ်ပြီး ဘာနိုင်ငံကအော်ကက်စထရာပညာရှင်တွေနဲ့ဂျပန်နိုင်ငံကပညာရှင်တွေပူးပေါင်းလုပ်တာဖြစ်ပါတယ်။ဒီဖြော်ပြပွဲကိုဇန်နဝါရီလ22ရက်နေ့မှာရန်ကုန်မြို့အမျိုးသားကားဆက်ရုံမှာကျင်းပမှာဖြစ်ပြီးဇန်နဝါရီလ25ရက်နေ့မှာတော့နေပြည်တော်မှာရှိတဲ့ MICC2 မှာကျင်းပဖို့အစီအစဉ်ထားပါတယ်။ဖြော်ပြပွဲမှာဂျပန်နိုင်ငံကပညာရှင်တွေနဲ့မြန်မာနိုင်ငံကနိုင်ငံတော်တန်ဆောင်တီဝိုင်းကပညာရှင်တွေပူးပေါင်းဖြော်ပြမှာဖြစ်ပါတယ်။နိုင်ငံတကာတေးဂီတာတွေဖြစ်တဲ့ Beethoven Symphony and 2, The Godfather နဲ့ Practice of the Caribbean တွေအပြင်မြန်မာတေးဂီတာတွေဖြစ်တဲ့ရှာဘုံတော်မင်းသားကြီးနဲ့တခြားတေးဂီတာတွေကိုပါတီးခတ်ဖျော်ဖြေသွားမှာဖြစ်ပါတယ်ဒီဖြော်ပြပွဲပြုလုပ်တာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတန်ဆောင်တီဝိုင်းရဲ့လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးတီတာထွန်းကအခုလိုပြောပြထားပါတယ်။တနစ်ကိုတော့ဒီလိုမျိုး public concert free concert ကြီးရတော့တစ်ချိန်တော့လှုပ်ဖြစ်နေတယ်။ဒါပေမဲ့ပုံမှန်အားဖြင့်တော့ဒီနိုင်ငံခြားသားပညာရှင်တွေ မရောက်တဲ့အချိန်မှာအမတို့ရဲ့ဟိုလန်ဒန်ဒီဝိုင်းကပုံမှန်လေ့ကျင့်နေတလောက်တစ်ချိန်ဒီ program တော့ TV မှာ program လေးရိုက်ကူးရေးတွေလုပ်ဖို့အတွက်အမတို့က practice လုပ်တယ်အဲ့အဲ့ရိုက်ကူးတွေလုပ်တော့ဒါကတော့ဟို program TV program အတွက်တလောက်တစ်ချိန်မှာလုပ်တယ်ဒီ concept ကြီးကတော့တစ်နှစ်ကိုဘူးလို့ဆက်မှာတော့တစ်ချိန်လုပ်ပဲလုပ်နိုင်တယ်ဖြောပြပွဲမှာ ဂျပန်ကတူရီယာပညာရှင်၄၅ဦးနဲ့နိုင်ငံတော်တန်ဆုံတီဝိုင်းကတူရီယာပညာရှင်60ဦးခန့်ပါဝင်မှုရှိပါတယ်။ဒီဖြော်ပြပွဲကိုဘသူမဆိုအခမဲ့ကြီးစုနိုင်မှာဖြစ်ပါတယ်။